ဒီနေ့ရာသီမှာတော့ကျွန်တော်အာဆင်နယ်အသင်းကစောစောစစ်စစ်ကျွန်တော်ဆူပီမန်ဒီကိုဒါခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုအာဆင်နယ်တင်းကဒီနေ့ကြာဒီမှာလဲအင်အားတောင့်တင်းတဲ့အသင်းဖြစ်ပေမဲ့ဖလားတလုံးမှမသိမ်းနိုင်ခဲ့ပါဘူးဆိုတော့ဒီနှစ်မှာဆူပီမန်ဒီရောက်ရှိလာခြင်းနဲ့သူအင်မတန်မှအားကောင်းတဲ့ကွန်းလေပိုင်ဆိုင်တဲ့အသင်းဖြစ်လာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အာဆင်နယ်မှာအဓိကလိုအချက်ကတော့ရှေ့တန်းတိုက်စစ်မှုတအူးတာလိုတော့ဖြစ်ပါတယ် ဆိုတော့ဒီအရာကိုအာတီတာကအမြန်ဆုံးဖြည့်စီးနိုင်လိမ့်မယ်လို့တော့ယုံကြည်ရပါတယ်။အာဆင်နယ်မှာကနောက်တန်းအဆင်ပြေတယ်၊ကွန်းလည်းအဆင်ပြေတယ်တိုက်စစ်မှာကလုံးဝအဆင်မပြေတာဖြစ်ပါတယ်တိုက်စစ်ဆိုတာကတော့ကျွန်တော်တိုက်စစ်မှုစစ်စစ်အာဆင်နယ်မှာလုံးဝမရှိလို့ဖြစ်ပါတယ်ဆိုတော့ဒီနှစ်ရာသီမှာတော့အာဆင်နယ်ဟာငွေကုန်ကြေးကြခံပြီးတော့တကယ်ကိုကောင်းမွန်တဲ့တိုက်စစ်မှုတဦး ကျင်းတွေခေါ်ယူလိုက်မယ်လို့ညွှန်လင်းရပါတယ်တကယ်လို့များအာဆင်နယ်ကတိုက်စစ်မှုကောင်တဦးကိုသာခေါ်ယူနိုင်ခဲ့ပြီဆိုတော့ဒီနှစ်ရာသီမှာကျွန်တော်အာဆင်နယ်တင်းဟာတကယ်ကိုတောင်တင်းတဲ့အတင်းဖြစ်တယ်လို့ဖလားအားလုံးကိုစိန်ခေါ်နိုင်တဲ့တင်းတကယ်ဥရောပမှာလည်းတကယ်ကိုအင်အားကြီးတဲ့တင်းအတင်းတိုင်းကကြောက်ရတဲ့အတင်းတင်းဖြစ်လာမယ်ဆိုတာမလွဲမတွေ့ကျွန်တော်တို့ တွေ့တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အာဆင်နယ်ဘယ်လိုကစားသမားဘယ်လိုတိုက်စစ်မှုကိုထပ်ပြီးခေါ်မယ်ဆိုတော့ဒီယာဒီပိတ်တဲ့ချိန်မှာကျွန်တော်အဆုံးထိစောင့်ကြည့်သွားဖို့လားရှိပါတယ်နောက်တော့ပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်